မင်္ဂလာပါကျမတော်ငုခတ်တာပါ TV ဥမြင့်တန်ကြားရဲ့ညနေ9နာရီချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့အတူငလင်းနဲ့ပတ်သက်တဲ့နောက်ဆက်တွဲသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်2025ခုနှစ်အထွေထွေရွေးကောက်ပွဲကိုဒီဇင်ဘာလမှာကျင်းပဖို့ရှိနေတယ်လို့အာနာသိန်းစစ်ကောင်စီကဧပြီလ10ရက်နေ့မှာကြေညာပါတယ် ဒါကြောင့်နိုင်ငံရေးပါတီတီထောင်တာမှတ်ပုံတင်တာပါတီတွေပူးပေါင်းတာတွေကိုရွေးကောက်ပွဲအမိဆောင်ရွက်နိုင်ဖို့ပါတီတီထောင်ခွင့်ကို2025ခုနှစ်မေလ9ရက်နေ့နောက်ဆုံးထားပြီးလျှောက်ထားကြဖို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပြောပါရယ်နိုင်ငံရေးပါတီတွေအနေနဲ့ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတွေမဲဆွယ်စီယုံရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အတွက်အချိန်လုံလောက်စေဖို့ဒီလိုတတ်မှတ်ရတာလို့လည်းပြောထားပါရယ် မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ဇကိုင်းငလင်ကြောင့်စက်ကောင်စီရဲ့ရွေးကောက်ပွဲပေါ်ထိခိုက်မှုရှိနေတဲ့ကြားကနေအခုလိုအချိန်မရွှေ့ဆိုင်ပဲညညာချက်ထုတ်လာတာဖြစ်ပါတယ်ရှင်။ကျောက်ဆယ်မျိုးကငလင်တန်တင့်ပြည်သူတွေကိုစစ်ကောင်စီကကူညီထောက်ပံ့တာဘာတစ်ခုမှမရှိတာကြောင့်ပြည်လဲထူထောင်ရေးလှုပ်ဆောင်ဖို့အခက်အခဲတွေနဲ့ရင်ဆိုင်နေကြပါဗါးအောင်ခန့်တရေပေးပို့ထားပါတယ်ရှင် ိုင်းတိုင်းကိုပို့ပြုပြီးလှုပ်ခတ်ခဲ့တယ်ငလင်းကြောင့်ကြောက်ဆက်မြို့မှာနေဆောင်ဦး149လုံးဟာလုံးဝပြိုကျခဲ့ပြီးတမျိုးလုံးနီးပါးထိခိုက်ပျက်စီးခဲ့ပါတယ်ကြောက်ဆက်မြို့မှာရှာဝေကယ်ဆယ်ရေးလုပ်ငန်းတွေကိုဧပြီလ9ရက်နေ့ထိလှုပ်ဆောင်ခဲ့ရာတေဆုံးသူ108ယောက်ဒဏ်ရသူ200ကျော်ကယ်ဆယ်နိုင်ခဲ့ပါတယ်ငလင်းတန်းကြောင့်တေဆုံးထိခိုက်ခဲ့တဲ့သူတွေကိုစာနာနာလည်လို့တနာပြီးနေတိုက်တဲ့အနေနဲ့ပုံပြီးကတွေကကုညီလူတန်းတာတွေရှိပါတယ်ကိုကြီးပါကိုထူကိုဒါပဲလုံနေရတာ အချင်းချင်းမမကူညီတာကြီးတွေမရှိပါဘူး။ဒါပေမဲ့ထောက်မှန်ကြီးတွေပါလေအဲ့လိုမျိုးပါလေကတော့ခုချိန်ကြီးတော့ပါမရမရသေးပါဘူး။အဲလိုအပ်တာပေါ့အများကြီးလိုအပ်တာပေါ့ရှိပါတယ်အဲ့ဒါကတော့အဲ့လိုမျိုးပေါ့ဟိုជីជីမမကြီးရဲ့တော့မဟုတ်ဘူးပေါ့အဲ့လိုမျိုးဒဏ်ရာထိကိုက်ဒဏ်ရာရတဲ့သူလေးတွေကိုတနာတဲ့အနေနဲ့သိသုံးသွားတဲ့သူတွေကိုနှစ်သိမ့်တဲ့အနေနဲ့ပေါ့နော်စာနာနားလိုက်တဲ့အနေနဲ့သူတို့တက်နိုင်တာလေးတွေပေါ့ဟုတ်တယ်ပုဂ္ဂလိကပုဂ္ဂလိကတွေကပေါ့ဟုတ်လမ်းကြီးကတော့စားရပါပေါ့ စားရပြီးလို့ရှိရင်တော့နေပြာကိုသုံးဟိုပြန်လုံးပန်းကြရမှာပေါ့လောလောဆယ်ကတော့စားဖို့အရေးကိုလုံးပန်းနေကြရတာပေါ့နော်အဲ့ဒါပြီးပြီဆိုရင်မှနံပါတ်1ဦးစားပေးနေရတော့စားပြီးနံပါတ်2အနေနဲ့ကတော့နေပြာလေးတွေပေါ့အဲကုညီပေးလို့ရရင်ကုညီပေးကြပါဦးလို့ဒီမှာလေအဲ့လိုမျိုးအဓိကကဟိုပြန်နေထူထောင်ရေးရောက်သွားပြီဆိုတော့တော်တော်ခက်ခဲကြရတယ်ပေါ့နော်ဧပြီလလည်းလင်းနေည9:55မိနစ်လောက်ကကြောက်စင်မြို့ကိုဗဟိုပြုတ်ပြီး ငလင်ထက်မှလုတ်ခတ်ခဲ့ပါတယ်။ငလင်ထက်မှလုတ်ခတ်ခဲ့တာကြောင့်ထိခိုက်တေဆုံးသူမရှိပေမဲ့ထိခိုက်ပျက်စီးနေတဲ့နေရင်ဆောင်ဦးချိုအနှဲငယ်ပြိုကျအပ်ကွဲတာတွေရှိခဲ့ပါတယ်။ငလင်သိမ့်ပြီးထိခိုက်တံရရှိသူတွေစားတော့ရေးအတွက်အစားအသောက်နဲ့ရေပဲရရှိပြီးကျန်တာဘာတစ်ခုမှမလာဘူးလို့လူမှုကွန်ရက်သင်းတွေကပြောပါတယ်။ဒီတော့ဘုံကျတော့ဘုရားတော်ဘာမောတော့တော့ ဒါအီတော့ပတ်မှုပါပဲဟိုလူဒီရိုက်တိုင်းရတော့လို့ရှင်နေတယ်တောင်းနေရခဲ့တဲ့အမျိုးအစားတော့စားတော့ရည်တာပါပဲကျွန်တော်တော့မလာဘူးဒီကဒီကဆိုရအောင်ဒီကဒီကဒီကလည်းရဒုမဲဒီလူတွေမဟုတ်ဒီဘုရားဒီခက်ခဲတဲ့လဘခေါင်းတော့တကယ်တော့ရဟောဆလိုရီဒူဇာလီဦးနေပြောလို့ပဲဒူဇာလီချက်တဲ့ဟာဒီဒူအီလာချက်ချက်ရတော့ဟိုဘောဒီချက်စီးစီးဒီ အဲ့ဒီလေကိုကြောင့်မှုရတဲ့နေတော့နေတော့တော့ဟုတ်တာဆုံးရှုံးရတယ်ကိုဒီရောကအစင်မကောင်းလို့ဘာမှမပြောချင်ဘူးကြီးမြန်မာနိုင်ငံမှာအင်အားပြည့်ငလေလောက်ခဲ့မှုကြောင့်စုစုပေါင်းတေဆုံးသူအရေးအတွက်4345ရောက်နေထိခိုက်ဒဏ်ရာသူ8830ရောက်ထိရှိလာပြီးလူ210ရောက်ပျောက်ဆုံးနေဆဲဖြစ်ကာကယ်ဆယ်ရရှိထားသူ653ရောက်ဖြစ်တယ်လို့ DBB ကဧပြီလရှိရင်ည9နာရီအထိစူးစီးရရှိထားတဲ့အချက်လက်တွေအရသိရပါတယ်ကျွန်တော်အောင်ခံပါမန္တလေးမြို့မှာအင်အား9.9မဂနီကျူအဆင့်ရှိတဲ့ငလင်လှုပ်ခတ်ပြီးတဲ့နောက်ပြည်လဲထူထောင်ရေးလက္ခဏာတွေမြင်တွေ့နေရပြီလို့ရိုက်တာကဖော်ပြပါဗျ။မန္တလေးမြို့မှာစီးပွားရေးလုပ်ငန်းတွေပြည်လဲဖွင့်လှစ်တာနဲ့ထိခိုက်မှုဖြစ်ပွားခဲ့တဲ့ဒေသခံတွေကိုတည်နေရပြည်လဲရွှေ့ပြောင်းတာတွေကိုရိုက်တာကညင်ညွန်းဖော်ပြတာဖြစ်ပါတယ်။ ငလေးကြောင့်ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့တဲ့နေရာတွေမှာရှာဖွေမှုနဲ့ကယ်ဆယ်မှုလုပ်ငန်းတွေဆက်ပြီးဆောင်ရွက်နေတဲ့အချိန်မှာစီးပွားရေးလုပ်ငန်းတွေပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ဧပြီလ၁ရက်နေ့ကပြန်ဖွင့်ခဲ့တဲ့ကုန်စုံဆိုင်ဟာပြန်ဖွင့်ချိန်ကတည်းကဖောက်သည်နှစ်ဆတိုးခဲ့ပါတယ်။မရှိမဖြစ်အသုံးဆောင်တွေအစားအသောက်အဖျော်ရည်ရမကနဲ့တကွေသုံးပစ္စည်းတွေကရောင်းအားကောင်းနေသလိုပေါင်ပုံးနဲ့ခောက်ဆွဲ၆လိုမျိုးအသင့်အထားခံတဲ့အသင့်စားအစားအသောက်တွေကိုပို့ပြီးလိုအပ်နေကြပါတယ်။ တခြားစီးပွားရေးအနေနဲ့တတိယရောင်းဆိုင်တွေစပင်းညဆိုင်တွေကလည်းပြန်လည်ဖွင့်လှစ်နေတယ်လို့ရိုက်တာကဖော်ပြပါဗျ။ပြည်စည်းတွေကြားမှာရှာဖွေမှုတွေနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလှုံ့ဆော်နေတဲ့အချိန်စီးပွားရေးလုပ်ငန်းတွေပြန်ဖွင့်နေပေမဲ့ကြန့်ရှိနေတဲ့ဒေသခံတွေအတွက်စိန်ခေါ်မှုတွေပဲဖြစ်တယ်လို့ရိုက်တာကသတင်းမှဖော်ပြထားပါတယ်ရှင်။အင်အားပြင်းငလင်တန်ကြားမှာအကူအညီမဲ့ပြီးအခက်အခဲဖြစ်နေတဲ့မတန်ဆွမ်းအမျိုးသမီးတွေအကြောင်းကိုဒီဇူလိုင်ကသတင်းပေးပို့ထားပါတယ်ရှင်။ မြန်မာနိုင်ငံမှာမတ်လ20ရက်နေ့ကလောက်ခတ်ခဲ့တဲ့ရပြင်းငလင်တန်းကြောင့်ထိခိုက်ခံစားရတဲ့သူတွေထဲမှာမတန်ဆွမ်းမျိုးသမီးတွေလည်းပါဝင်နေပြီးလက်ရှိချိန်မှာဂွန်ကြီးလိုအပ်နေရလို့မန္တလေးတိုင်းဒေသကြီးမှာငလင်ဘေးသင့်တန်းခံစားခဲ့ရတဲ့မတန်ဆွမ်းမျိုးသမီးတချို့ကပြောဆိုခဲ့တာပါမတန်ဆွမ်းတွေဟာသဘာဝဘေးမရှိဘဲဒီတိုင်းပဲနေထိုင်နေတော့ထိခိုက်လွယ်တဲ့အုပ်စုဖြစ်တာကြောင့်အခက်အခဲတွေများစွာရှိနေပါတယ်လို့ငလင်တန်းခံစားခဲ့ရတဲ့ကိုလက်အင်ကမတန်ဆွမ်းမျိုးသမီးတယောက်ကပြောပါတယ်ကဲကျွန်တော်တို့ဒီ အမတန်ဆန်းအားလုံးကဒီတိုင်းနေအောင်ကျွန်တော်တို့မှာတဘာဝဘေးမှမရှိနေအောင်ကျွန်တော်တို့မှာဆက်ဆက်အများရှိတဲ့အတွက်အဒီတိုင်းဆန်းနာမှုတောက်တောက်တာမှုအပူကြီးပြီးတဲ့အခါမှာဒီလိုလူတွေကတခြားလူတွေတက်ပို့ပြီးမှအလိုအပ်တဲ့နေရာမှာတော့အခုခုထိခိုက်ခံစားသွားပြီဆိုရင်အလားအစားအစာကိုလိုအပ်လို့အစားအစာဝင်များတဲ့ဆိုရင်တော့အစားအစာနဲ့တခုတည်းတင်မပြီးကျွန်တော်တို့မှာအာပိကရိယာတွေလိုအပ်တာရှိတယ်နော် ဒီဝါလေးလိုအပ်တာလေးလည်းရှိသွားနိုင်တယ်။အကူအညီပေးတဲ့ဆိုတဲ့ညမှာပါ။အကုန်လုံးကလည်းဟာလာအကူအညီလိုအပ်နေရလိုအပ်နေရတယ်မှာ။အလူအဆုံပို့ပြီးမှကြီးကခံစားရတဲ့ဒီအဲဇွန်ဒီမိမထားပါနဲ့လို့သူတို့ဘလို့ပြုနေနိုင်လဲဆိုတာလေးလည်းအဲစိတ်ထဲမှာအမြဲတမ်းရှိနေပေးပါပေါ့နော်။ အင်အားပြတ်ထန်တဲ့ငလင်လောက်ခတ်ပြီးတဲ့နောက်ပိုင်းမှာလည်းအသေးစားငလင်လေးတွေဇက်တိုင်းလှုပ်လာတာကြောင့်မတန်ဆွမ်းမျိုးသမီးတွေဟာစိတ်အေးချမ်းမနေနိုင်တဲ့ပြင်ကုညီကယ်ဆယ်ရေးတွေလည်းရောက်မလာတဲ့အတွက်မလုံခြုံတဲ့နေရာမှာပဲအဆင်ပြေသလိုနေကြရတယ်လို့ဆိုပါတယ်။မန္တလေးကအမြင်အားရမတန်ဆွမ်းမျိုးသမီးတူရဲ့ပြောကြားချက်အရငလင်လှုပ်ပြီးတဲ့နောက်ပိုင်းမှာဘယ်အဖွဲ့အစည်းမှရောက်မလာတာကြောင့်ကိုတူကိုထပဲစိတ်ချလုံခြုံတဲ့နေရာကိုပြောင်းရွှေ့ရတယ်လို့ပြောပါတယ်။ဟုတ်ကဲ့ပါညီမတို့ကငလင်လှုပ်လှုပ်ပြီးခြင်းမှာပေါ့နော်ဘယ် အဖွဲ့အစည်းမှလည်းအကူအညီမလာပါဘူးရှင်ညီမတို့ကအာမမြင်နေဖြစ်တော့တဲ့ကိုထုကိုထားပဲဟိုဘုန်းကြီးကျောင်းမှာတွားနေတဲ့အခါလဲကိုထုကိုထားပဲတွားရပါရဲ့ရှင်ညီမတို့ကိုပဲအဖွဲ့အစည်းအမဟိုကူညီပေးရမရှိပါဘူးရှင်ဟုတ်ကိုရမဲမင်းမင်းချင်းချင်းအဖွဲ့ရတောင်မှကိုစီမဆက်တွဲလာဆိုတခြားအဖွဲ့ရကြောက်လဲညီမတို့ကို ိုဆက်တွယ်လာဖို့တကယ်ဆိုညီမတို့ရဲ့ဒီအဖွဲ့အစည်းမမြင်မြင်အတန်မတန်ဟိုမျက်မြင်မြင်အဖွဲ့အစည်းတွေရှိရလေအဲ့ဒီမမတာအဖွဲ့တွေပါဆိုညီမတို့ဆက်တွယ်မလာဘူးလေညီမတို့တစ်ဆက်ပြန်ဆက်တွယ်ရမယ်လို့ပြောတာပဲအမညီမတို့လည်းတစ်ခါမှမဆက်တွယ်ဘူးတော့မသိဘူးမဒီဝေးတွေပါထိုင်ဖို့ဆိုတော့ညီမတို့ဖိတ်တယ်လေအမတကယ်တကယ်ဆိုသူတို့ဒါမန္တလေးမှာရှိရယ်အမန္တလေးမှာဘသူတွေရှိတယ်ဆိုရင်ဘာဘာညာညာဆိုညီမတို့ရဲ့နံပါတ်တွေရောဖုန်းနံပါတ်တွေရောညီမတို့နံပါတ်တွေရောသူတို့စီမှာအတင်းဝင်ဖြစ်တဲ့အတွက်ရှိရယ်လေအမအဲ့ဒါတွေကသူတို့က က်ဟိုအခုချိန်ထိတော့ဆက်သွယ်မလာသေးဘူးရှင်ဟုတ်ပါမှာမတန်ဆွမ်းဖွဲ့စည်းအနေနဲ့လည်းငလင်တန်ကြုံတွေ့နေရတဲ့မတန်ဆွမ်းသူတွေအတွက်ထောက်ပံ့မှုတွေလက်လန်းမိတဲ့လောက်ချိတ်ဆက်ဆောင်ရွက်ပေးတာတွေရှိနေပေမဲ့လည်းမတန်ဆွမ်းသူတွေစီရောက်ရှိမှုနည်းနေသေးတဲ့အခြေအနေတွေမှာရှိနေတာပါလက်ရှိချိန်မှာမတန်ဆွမ်းဖွဲ့စည်းတွေကိုစည်ရင်ပေးထားတာတွေရှိနေပေမဲ့ထောက်ပံ့မှုတွေရောက်မလာသေးဘူးလို့မတန်ဆွမ်းမိသားစုဝင်တွေကပြောပါတယ်။အဲဗရိုက်ဇာအင်းဆိုတာကတော့ဓမင်းလုံးလာဝေးတာပဲရှိတာကျန်တာဘာမှဘူးလို့ထောက်ပံ့တာဘာညာမရှိသေးဘူး။ အဲသူတို့ပြောဆက်တော့ဆက်သွယ်ထားတယ်သူတို့ကလူပေါ်ပေါ်ဖြက်လက်ဟိုကသူတို့ဟိုလက်မကြောက်သေးလို့နေမှာပေါ့အဲမမသားတွေဘာတွေကတော့ဆက်သွယ်ထားတော့ရှိတယ်ဗျကျွန်တော်တို့ကိုယ်ဆက်သွယ်တာမဟုတ်ဘူးကျွန်တော်တို့လူတငယ်ချင်းနေရာတွေပေါ့ဒီလိုလူပဲလှမ်းပြီးတော့စီရင်ပေးလိုက်ဆိုတော့ねကျွန်တော်တို့ကလှမ်းပြီးတော့ပြော့ထားတာပေါ့လက်ရှိမှာတော့ငလေးလောက်ခတ်မှုကြောင့်မတန်ဆွမ်းသူတွေနဲ့ပတ်သက်ပြီးအသက်ဆုံးရှုံးတာတွေထိခိုက်ဒဏ်ရာရရှိတာတွေကိုရေအတွက်တိကျမကောက်ယူနိုင်သေးတယ်လို့လက်ရှိချိန်ထိလည်းစီရင်ကောက်ယူနိုင်မှုခက်ခဲများစွာရှိနေတာပါ ကျွန်မကတော့ဒီဇူလိုင်မှာမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်တိုက်ဆုံခဲ့ရတဲ့တရုတ်နိုင်ငံသား6ယောက်ထိရှိလာပြီးဒဏ်ရာသူ73ယောက်ရှိတယ်လို့မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံးရဲ့အတည်ပြုချက်ကိုကိုးကားပြီးစင်ဟွာသတင်းမှဒီကနေ့ဖော်ပြပါဗယ်။ဧပြီလ10ရက်နေ့မနက်ထီရရှိထားတဲ့စာရင်းဖြစ်ပြီးဘယ်နေရာမှာတိုက်ဆုံနေဆိုတာနဲ့ဘသူဘဝဆိုတာအသေးစိတ်ကိုတော့သတင်းမှဖော်ပြထားတာမရှိသေးပါဘူး။ မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကစကိုင်းနဲ့မန္တလေးမြို့အနီးကိုဗဟိုပြုတ်ပြီးလှုပ်ခတ်ခဲ့တဲ့ခုနှစ်သမခုနှစ်ရှိတဲ့အင်အားပြင်းငလင်ကြောင့်လူ၄တောင်ကျော်သေဆုံးခဲ့တာမှာတရုတ်နိုင်ငံသားတွေလည်းပါဝင်ခဲ့ရပါတယ်။ငလင်ကြောင့်နိုင်ငံသားသေဆုံးမှုဟာဧပြီလ၄ရက်နေ့ထိ၅ရက်ရှိခဲ့တာကနေအခု၆ရက်ထိထပ်တိုးလာတာဖြစ်ပြီးအားလုံးဟာတရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။ အင်းဒီချင်းတရုတ်နိုင်ငံဟာမြန်မာငလျင်ဘေးနဲ့ပတ်သက်ပြီးငွေအားလူအားနဲ့အကူအညီပစ္စည်းတွေကိုပါလေကြောင်းကနေရောကုန်းလမ်းကနေပါအင်တိုက်အားတိုက်ထောက်ပံ့ပေးနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်ရှင်။ ဧပြီလ9ရက်နေ့နဲ့10ရက်နေ့တွေမှာမန္တလေးက Sky Villa အဆောက်အဦးကနေကလေးငယ်တွေအပါအဝင်တည်ဆုံးသူရုပ်အလောင်း14လောင်းထိတွေ့ရှိခဲ့ပြီးပိတ်မိနေတဲ့တည်ဆုံးသူအယောက်200ဝန်းကျင်လောက်ရှိနေသေးပါလို့ဗဟိုမန္တလေးတိုင်းရုံမြန်မာနိုင်ငံလူမှုကေဆေးရေးအဖွဲ့ရဲ့တာဝန်ရှိသူတယောက်ကို TV သတင်းထောက်ကေခိုင်ကဆက်သွယ်မေးမြန်းပေးထားပါတယ်ရှင်ဒီမနေ့ကပေါ့နော် Sky Villa မှာ dead body ရဲ့ထက်တွေ့ရဆိုပြီးတော့ကြားလို့ပါအဲ့ဒါနဲ့ပတ်သက်ပြီးတော့နောက်ဆုံး update အချင်းလေးတစ်ချက်သိလို့ရမလားရှင် တက်ကြရည်တလောပြန်ငယ်မယ်လင်းကားနဲ့လောက်ချိန်မယ်ကနေမနေ့က7တော့မျိုးသမီးမရတယ်မနေ့က3တော့ထင်တယ်အပြုံလိုက်တယ်မနေ့ကတနေ့တည်းမှာသူ့ပြုံတွေ့တာပြေးလိုက်နေပြီတော့ပြန်ပြီးအုပ်စလိုက်ကြီးပထမတစ်ချိန်မှာအားလုံးမပြီးဘူးအဲ့မှာကလေးကလေးတွေကိုအဲ့လူကြီးတွေဖတ်ပေးတာနောက်ဆုံးတစ်ချိန်မှာတော့အားလုံးပြီးသွားတော့ဘုံလေးကနော်လေညနေမြန်မာသိမထင်းတာကလေးလောင်းနေမှာအဲ့လောက်ကြီးရဲစတဲ့ဘယ်လိုပြောတဲ့အရကောင်မှရှိရင်ကျဆူဝိုက်ဒီဝါကိုယ်လည်းသိမကောင်း ကဲ့ပါအဲ့ဒီထဲမှာပေးမိနေတဲ့သူတွေကကိုဘယ်လောက်လောက်ရှိနေသေးလို့ပြောလို့ရမလဲအဲ့ဒီတော့ချက်ပါအဲအလုံးပေါင်းတော့စောပိုင်းเนี่ยကျွန်တော်မစားဖွဲ့နေတယ်ဆိုတော့ပြောခွင့်ရရတာရှိမှာပေါ့ကျွန်တော်ရှိမှာဝန်ထဲစားဖွဲ့ပြီးလည်းအများကြီးသိကောင်ပေးသေးမှာ၄00ကျော်ခွဲတယ်အဲ့ဒီမှာဒီလေးဘူးရှိနေရတယ်အယောက်200ကျော်ရှိတယ်ဆိုတော့300ကျော်တော့ရှိမယ်ပထောင်းနေပတ်စံကျန်လို့ပြောမရှိတော့ဘူးယူတာပဲချိန်နေခိုင်းရဟုတ်ကဲ့လက်ရှိအကိုလုံဆောင်နေတဲ့အပိုင်းလေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောပြပေးပါဦးရှင့်တိုက်ကိုပြောအောင်ဘာဖို့လဲဟိုပြောတော့ပြောတာပဲဒါပေမဲ့ ဟိုအကောင်ကြီးများပြောရရင်ပုံကစနေနေ့ကျပြောတာသင်ရတူရဲအလောင်းတူရဲဟိုတော့တန်ကြီးကြီးတည်ကြည့်လို့ရှင်အဲ့ဒီအလောင်းတူရင်ပေါ်တယ်ရုံဝဲအောင်ပို့တယ်တန်ကြီးကြီးပြည်တွေတွေ့လို့ရှင်သူတနေဆိုင်အခန်းကန်လိုက်ကိုကကြီးကြီးကြီးပြန်ပြေးတယ်လက်ရှိလုံးပါအရာပေါ့လက်ရှိတော့ဒီပြီးပေါ်တာပါပဲဒီပေါ်တယ်ဒီပေါ်ရင်းနဲ့ပဲရှားပြည်တွေတွေ့လို့ရှင်လည်းပဲရှင်တယ်မြတ်တယ်လောက်အရာအဲ့ဒီမှာကန်ကောင်းပြီးတော့တက်ချင်ညာလို့တွေ့လို့လည်းကန်ဖို့တာကန်ကောင်းတာပေါ့ မြမလူသားချင်းစာနာမှုအကြက်တဲအခြေအနေဟာရေရှည်မှာတက်ဆိုင်သူအလုံးပါဝင်တဲ့စစ်မှန်တဲ့အမျိုးသားပြည်လဲတည်မြဲရေးနဲ့အပြစ်သဘောဆောင်တဲ့တွေးဆောင်ဆွေးနွေးမှုတွေကနေတာလုံလောက်စွာကင်တွယ်ဖြည့်ရှင်းနိုင်မှာဖြစ်တယ်လို့စင်ကာပူနိုင်ငံသားရေးဝန်ကြီး VVN Bala Krishnan ကပြောလိုက်ပါတယ်။ ဧပြီလ၈ရက်နေ့မနေ့ကကျင်းပတဲ့စင်ကာပူနိုင်ငံပါလီမန်အစည်းအဝေးမှာမြန်မာနိုင်ငံပြည်တွင်းစစ်အခြေအနေပေါ်အာဆီယံ၏အကဲဖြတ်မှုအခြေအနေအာဆီယံလူ့အခွင့်အရေးကြီးညာစာတမ်းအပိုက်33ရာအကြမ်းဖက်မှုတွေကြောင့်အိုးအိမ်မဲ့အရတားတွေအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအပါအဝင်တခြားအကူအညီတွေတိုးမြှင့်ပေးသွားဖို့အစီအစဉ်တွေရှိမရှိစတဲ့မေးခွန်းတွေကိုတုံ့ပြန်ဖြေကြားခဲ့တာပါ။ အာဆီယံခေါင်းဆောင်တွေအနေနဲ့မြန်မာနိုင်ငံရဲ့အခြေအနေကိုပုံမှန်သုံးသပ်နေသလိုပြီးခဲ့တဲ့အောက်တိုဘာလတုန်းကနောက်ဆုံးသုံးသပ်မှုမှာတော့မြန်မာနိုင်ငံတွင်ပြည်ပခန့်တွေတိုးမြင့်လာမှုနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေတွေပေါ်နှက်ဆိုင်စွာစွန့်ရင်ကြောင်းဖော်ပြခဲ့တယ်လို့စင်ကာပူနိုင်ငံသားရေးဝန်ကြီးကပြောခဲ့ပါတယ်ရှင်။ အင်အားပြင်းကလင်တန်ကြောင့်အင်းလေးဒေတာကေလာရွာမှာအင်ချီ80ရာခိုင်နှုန်းကျော်လောက်ပျက်စီးဆုံးရှုံးခဲ့ကြပြီးလက်ရှိမှာရွာကန်တွေဟာဆက်လီတွေပေါ်မှာပဲနေထိုင်နေကြရတယ်လို့ရွာကန်တအုပ်ကပြောပါရယ်ဒီကြောင့်ကို TV ရဲ့သတင်းထောက်ကေခိုင်ကဆက်သွယ်မိမြန်ပေးထားပါရယ်ရှင်ဒီလက်ရှိမှာပေါ့နော်ဒီကေလာရွာကဒေတာခဲတွေဘလို့များနေထိုင်နေရပါသလဲရှင်ຢາຍແແບບເນາະອ້າຍມາແຄມລູຊຸມີຈາໃນຫນ້າໄດ້ຊິແດ່ວ່າຢ່າງໂຕອິນເບໂຄອິນເບຫິຊາຄວາລະດີນາມາ ဒေဒီဒီလေးစောက်ပြီးတော့နေနေကြတယ်ဗျလီတာစု50စုအဲ့လိုမျိုးစုပြီးတော့နေနေကြတယ်ဒီနေ့နေရာကျတော့ဒီရက်ွက်အလိုက်ပေါ့နေရာနဲ့ခြေတဲ့နေရာဒီနေရာမှာတူမီတာစုကွင်နာစုလာစုပြီးတော့ဒေစောက်လိုက်တယ်အဲ့ဒီဘေးမှာစောက်လို့မရလို့ပေါ့နော်အရင်ကလည်းမဖြတ်ရသေးလို့ပေါ့ဟုတ်စောက်ဖို့တည်းအထင်မပြေလို့အထင်မပြေတဲ့ဒီပေါ်မှာပဲနေနေကြတာပေါ့နော်ဒီဒီပေါ်မှာကျတော့ဆက်လေပေါ်မှာပဲနေကြတာပေါ့ စားဖြစ်တဲ့ရက်ကလေးကအဲ့လိုမျိုးနေနေကြရတာပေါ့နော်။ဆက်လီပေါ်မှာနေတဲ့သူတွေလည်းရှိရလို့ပြောရပေါ့နော်။ဒါဆိုရင်ဒီဆက်လီပေါ်မှာနေတဲ့သူတွေအခြေအနေလေးတစ်ချက်တော့ပြောပြလို့ရမလားရှင်။အဲ့ဒီမှာပဲနေကြတယ်အဲ့ဒီမှာပဲချက်စားကြတယ်အဲ့မှာပဲညညလည်းအဲ့မှာပဲအိုက်တယ်ပေါ့နော်မူကဒီနဲ့ကပြီးတော့နေကြတယ်ဒါပေမဲ့ဒီမူရွာရင်အဆင်မပြေဘူးပေါ့နော်တလေအောက်ပြီးတော့လည်းနေလို့မရအပေါ်တော့အိုက်လာတော့ဟာကအစားအလေးပေါ့အလေးပေါ့နေပဲတွားနေရတဲ့ဟာလေးတွေပေါ့နော်အဲ့လိုမျိုးကြီးကြီးတယ်ပေါ့ဟုတ် ်တယ်ပေါ့ကနေဖို့ကြကြတာအများအားနေလို့လည်းအဆင်မပြေဘူးမရဘူးပေါ့နော်အဲ့ဒါကြောင့်သူတို့တက်နေကြလူမျိုးနဲ့ရရင်တော့ဟိုကောင်းတာပေါ့ဒါဒါစရာဆိုပေါ့နော်ရိတ်ခါဆိုရင်နှစ်လစာလောက်အောင်ရှိနေပြီကဒါပေမဲ့နေဖို့တွေ့ကြတော့အတိတ်ကြတော့မှမဖြစ်သေးဘူးအဲ့လိုမျိုးပေါ့နော်ဟုတ်ဒီကေလာရောမှာပေါ့နော်အဓိကဘာတွေ အရှိတကြီးလိုအပ်နေလို့ပြောလို့ရမလဲအရှိတကြီးလိုအပ်နေတာကဒီပြည့်စည်ရတဲ့နေအိမ်တွေကိုရှင်းလင်းဖို့ရယ်ပြီးကြရင်သူတို့အဲ့နေရာပြန်ချထားပေးဖို့ပေါ့နော်အဲ့အဲ့ဒီဟာလုပ်ဖို့အတွက်လည်း လက်သမားအကူအညီတွေလိုတယ်။ကြာရင်ရှင်းလင်းဖို့အတွက်ဟာနီးပညာအကူအညီတွေဟာဆက်ပစ္စည်းအကူအညီတွေလိုတဲ့ဟာမျိုးတွေလည်းရှိရဗျ။အဲ့ဒါကြံလေးတောင်ရဲ့အတမအတုံးပြဖို့အတွက်ငွေသားတွေငွေသားငွေသားနဲ့အိဆောက်အိဆောက်ရမယ်လို့အဲ့ဒါဆက်ဆက်ပြည့်စုံပေါ့နော်အဲ့လိုမျိုးတန်းစီစီတော့အရင်ကောင်းမယ်လို့ဟုတ်ငလင်တဲကြောက်ဘေးဒဏ်သင်ခဲ့ရတဲ့မြန်မာနိုင်ငံအနှံ့ကပြည်သူတွေအတွက်သီယုစာအောင်မြတ်ကဝေဘက်ခုံးဆိုတဲ့ရက်တိုကမ်ပိန်းတစ်ခုကိုပြုလုပ်ခဲ့ပါတယ် အဲ့ဒီကမ်ပိန်းမှာသူကိုယ်တိုင်ရေးဆွဲထားတဲ့ပကြီကပြည်သူတို့ကနေပါဝင်လာတဲ့ရွှေဆွဲကြိုးနဲ့ရွှေလက်စွပ်မောင်းဝေးနှစ်ကွင်းကိုမဲလက်မှတ်ရောင်းချပြီးသူ့မွေးနေ့အမှတ်တရအဖြစ်ဧပြီလ၈ရက်နေ့ညကမဲဖောက်ပေးခဲ့တာပါ။အဲ့လိုမဲလက်မှတ်ရောင်းချမှုကနေမြမကျန်းွေသိန်း360ရရှိခဲ့ပြီးငလင်တန်းခန်းစားခဲ့ရတဲ့ဒေသတွေဖြစ်တဲ့စကိုင်းမန္တလေးစတဲ့နေရာတွေကိုရရှိတဲ့ငွေသားရဲ့၃ပုံပုံပြီးလှူသွားမှာဖြစ်တယ်လို့တရုတ်စာအောင်မြတ်က TV ကိုပြောပါရယ်။ တရုတ်ဆောင်အောင်မြင်မြတ်ရဲ့ဝေဘတ်ဟုံးရက်တိုကမ်ပိန်းကိုဧပြီလ3ရက်နေ့ကနေဧပြီလ9ရက်နေ့ထိပြုလုပ်ခဲ့တာဖြစ်ပါတယ်ရှင်။ စကိုင်းငလင်ဘေးဒဏ်ကြောင့်ထိခိုက်ခံစားရသူတွေကိုကူညီဖို့နေရင်တိမသွားရောက်နိုင်တဲ့ပြပရောက်လူငယ်တွေဟာသူတို့တက်ကြွတဲ့ဤပညာနဲ့အကူအညီပေးဖို့ကြိုးစားနေကြပါတယ်။ဘန်ကောက်ခြေဆိုင်ဤပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Soft Innovation ကအင်အားဖြင့်စကိုင်းငလင်ဘေးဒဏ်ကြောင့်အကူအညီလိုအပ်နေသူတွေကိုဤပညာနဲ့အကူအညီပေးနိုင်ဖို့ Hope Hand ဆိုတဲ့ website ကိုဖန်တီးပေးထားပါတယ်။ ဒီ website ကတော့အလူရှင်တွေနဲ့အလူကံပုံကိုတွေကိုတိုက်ရိုက်ရှာဖွေပေးနိုင်မယ့်အချက်လက်တွေကိုစုစည်းထားတာလည်းဖြစ်ပါတယ်။ဒီအကြောင်းအရာတွေကို Soft Innovation နဲ့ Hope Fund တီထောင်သူကိုစီသူညွှန့်ဆွေကိုသတင်းတောက်မြင့်စင်ကဆက်သွယ်မြင့်မြန်ထားပါတယ်ရှင်။ Oh Hello အကိုကြီးကျမက DVB သတင်းတောက်မြင့်စင်ပါရှင်။ပထမဆုံးအနေနဲ့ပေါ့နော်ဒီ Hope Sun လေးကိုစပြီးဖန်တီးပြပုံလေးကိုပြောပြပေးပါရှင်။ဘာကြောင့်ဒီလိုမျိုးလှုပ်ဖြစ်ခဲ့တာလဲပေါ့နော်။ အကြောင်းဒီဟိုငလင်ပေးကြီးကြောင့်ပေါ့နော်။တော့ဒီနေ့တက်လာတယ်။မြန်မာမှာကျွန်တော်တို့အားလုံးစိတ်မကောင်းဖြစ်ရပါတော့။ဟိုနိုင်ငံရောက်နေရဒီဟိုငွေကြေးကုန်နိုင်တာတွေပြောချင်တာချက်ချင်းကူကကျွန်တော်တို့ဒီရောက်နေပြီးအားလုံးမတွေ့ဘူးပေါ့နော်။အဲ့တော့ဟိုလေးစင်ရက်ဆက်ဟိုငလင်လုတာနဲ့များဒီလူတွေဒုက္ခရောက်လာတဲ့များနိုင်ငံကကျွန်တော်ဟိုလူတွေတော်တော်များများလေးဖြစ်မဲ့ထင်ပါတယ်။ဟိုအလုပ်တွေလုပ်ရှင်တွေမရှိဘူး။ဟိုတချို့ဟာလည်းနည်းနည်းတော့ပိုဆုံးလို့လည်းရရှိတယ်။ပြီးလည်းမကောင်းတော့ဒီလိုချင်တာကဘာမှလုပ်ချင်ပြန်လို့ရှိဘူးပေါ့နော်။အဲ့နဲ့ ဒီချိန်မှာတခုခုတော့ဟိုကျွန်တော်ကျွန်တော်တက်ပညာနဲ့ပဲဖြစ်ဖြစ်ဒီငွေကြေးတာကူညီနိုင်တာရှိမယ်ဆိုပြီးတော့တကယ်ချင်းဒီကျွန်တော်ဒီ solution team က member တွေနဲ့တိုင်ပင်ပြီးတော့ကျွန်တော်အားလုံးဟိုစဉ်းစားရအောင်เนาะဘာလို့ပုံပုံစဉ်းစားရအောင်တစ်စဉ်းစားနေလူတွေအတွက် ဘာလို့လဲဘလို့ system တွေကိုရဲ local community ရဲ့မှာ deploy လုပ်နေကြရဲဆိုပြီး live ပြီး research လုပ်ဖြစ်ကြရဲပေါ့ကျွန်တော်အဲ့လို research လုပ်နေတဲ့တွေ့ရခါကျတော့တချို့ဟို system တွေอ่ะကျွန်တော်ငွေကြေးလူရရတယ်တချို့ကတော့ link နေဆိုပြီးတာရှိတယ်တချို့ကတော့ဒီဟို equity ကိုကျွန်တော်ဟို live update လို့မျိုးကြည့်လို့ရတယ် system တွေတွေ့ရရပြအဲ့နောက်တည့်မှာလို့ညနေပိုင်းလောက်မှာအကြံတစ်ခုရပါတော့ဒီ Facebook ရဲ့ကတ္တနာကိုမြင်လာလဲပါတော့တော့ဗျဟိုလူတိုင်း Facebook သုံးတဲ့ပြင်မဲ့ hashtag ကိုတော့ဘယ်လိုသုံးရလဲဆိုတာလူတိုင်းမသိကြမျိုးတွေ့ရရပြ ဆိုင်ပြန်ဟို Facebook မှာတင်ရတဲ့အနေနဲ့လည်းပတ်သက်တဲ့အရာတွေကဥမာကိုကအကူအညီလိုတဲ့သူတယောက်ဖြစ်ဖြစ်ဟို evolution တယောက်ဖြစ်ဖြစ်တရားတယောက်ချိန်ဆက်ရှင်ဥမာဟိုခုနေ့ကဒီ post တွေတွေ့လိုက်တယ်ဒါပေမဲ့ bad day ဘယ်တိုင်းဒီတိုင်းဘယ်တင်နေဘယ်ရာဆိုရင်ကျွန်တော်စာရိုက်ပြီးပြန်ရှာလို့မလွယ်ဘူးเนาะအဲ့ post ကိုပြန်တွေ့ချင်းကျွန်တော်ကအကူအညီလိုလို့ရှာတင်လိုက်ပြီးတခုခုပေါ့အဲ့တော့ကျွန်တော်ဒီလိုမျိုးဟိုရှာလို့လွယ်အောင်လုပ်ပြီးနေတဲ့လူတွေအတွက်အထောက်အကူဖြစ်နိုင်နေဆိုရင်အရာကိုကျွန်တော်တွေးမိရပေါ့အဲ့ဒါကျွန်တော်ဒီ ေပြင်ကအကူအညီလိုတဲ့လူတွေနဲ့အလူရှင်တွေအတွက်တနည်းအားဖြင့်မှ information ကိုလိုလိုကိုရှာလို့ရမယ်အတိအကျရှာလို့ရမယ်အဲ့လိုရှာလို့ရရင်အချိန်ကုန်သက်သာမယ်ပြီးရင်သူတို့အချိန်ချင်းလည်းမြန်မြန်ချိန်ဆနိုင်မယ်အဲ့လိုအတွေ့အကြုံနဲ့အာကျန်ရပြီးတော့ကျွန်တော်တင်းကလူရဲ့ senior ကိုပြောရပြပြရဲသူတို့ကလေလိုရာလေး wine suggest လုပ်ရင်းနဲ့ဒီ hope sign လေးကိုအရင်ကညပဲစာပြီးကျွန်တော်တည့်ရထနဲ့ develop လုပ်တယ်ပြီးတော့ဒီ public ကို release လုပ်လိုက်တာပဲဟုတ်ကဲ့ပါကိုဒီ hope sign ကိုအသုံးပြုသူတွေအနေနဲ့ဘယ်လိုမျိုးလွယ်လွယ်ကူကူအသုံးပြုနိုင်ပါသလဲရှင့် မြန်မာနိုင်ငံနေရအနှံ့ကအသုံးပြုနိုင်ပါသလားရှင့် အာကျွန်တော်မြန်မာနိုင်ငံနေရာနဲ့နေပြီးအသုံးပြုရပါပြီပြီးတော့အာဒူဘိုင်းဖုန်းနဲ့လည်းအသုံးလုပ်လွယ်အောင်လည်းလုပ်ထားပြီးပြီဗျာကျွန်တော်လို့ application တွေနဲ့မထုတ်ဘူးလဲဆိုတော့အခုလိုဆိုဒီငလင်တန်းကမြန်မာနိုင်ငံက line တွေမရဘူး line မကောင်းတာတွေ line ပြတ်တာရှိနေတဲ့အချိန်ကြီးပဲမှာ download ဆွဲရတဲ့ဟာကိုတို့အဆင်မပြေဖြစ်မှာဆိုလို့အဲ့တော့လည်းတွေ့ပြီးနေဒီ work app တပုံမျိုးလေးလုပ်ဖြစ်သွားတာဗျာဥပမာကျွန်တော်ဒီ hopesan.info ဆိုတဲ့ဟာလေးကိုနှိပ်မယ်ပြီးရင်တန်းသုံးလို့ရမယ်အဲ့လိုမျိုးပေါ့ဗျာပြီးတော့ဟိုအသုံးပြုနည်းဆိုရင်လည်းကျွန်တော်ဟိုလွယ်ကူလူရှင်းအောင်လို့ဥပမာလူရှင်းနေအနေနဲ့ဆိုရင်အစင်းသွင်းရဆိုတဲ့နေရာလေးပြီးသူလိုအပ်တဲ့အချက်လက်လေးကိုဖြည့်မယ်သူ့ကို ူလူရှင်ဖြစ်ဟိုစီးရင်တွင်းနိုင်ပြီပေါ့နော်အဲ့လိုမျိုးဟိုအခုဒီတောင်းဖန်တဲ့ဒီမနေနဲ့ဆိုရင်လေဒီတောင်းဟန်လို့ဆိုရင်တို့ဒီနားရလေအောင် brand အလေးကဟိုအတုံးလေးတုံးရှိပြီပေါ့နော်ဟိုတို့ဒီဘက်စကားနဲ့ဆိုတက်ပြုတ်ခေါ်အဲ့လေးကိုနေမယ်ပြီးရင်အောက်ကပေါ်လာတဲ့ဟိုအပေါင်းလက္ခဏာလေးကိုနေပြီးတော့ဟိုမိမိတောင်းခံလို့ရအခုဒီကိုဖြည့်သွင်းထားနိုင်နေပြီပြီးတော့နောက်တစ်ခုကကျွန်တော်တို့အလူရှင်ဖြစ်ဖြစ်အခုဒီတောင်းခံလို့ဖြစ်ဖြစ်ဘာလို့လို့ပြလဲဆိုတော့တို့ဒီတိုင်းဒေသကြီးပေါ့နော်တိုင်းဒေသကြီးဆိုရင်ဟာလေးတော့အပေါ်တော့မှရှိရပြတိုင်းဒေသကြီးဆိုရင်ဟာလေးရွှေမယ်ရွှေလိုက်တိုင်းဒေသကြီးပြည်နယ်ရောမှာမူတည်ပြီးတော့ကျွန်တော်တက်ဆိုင်ရမှုတွေကတော်တော်ပေါ်ထွက်ကြလာလိမ့်မယ် 那時馬博諾霍斯漢古總統為了歡迎勞氏尼巴，為了什？<music> <music> အာလက်ရှိမှာကကျွန်တော်တို့အသုံးပြုတော့အားလုံးတွက်ကြည့်လိုက်ရင်တော့ရာနာနာလို့ရှိမယ်ဗျဒါပေမဲ့တကယ် data ဖြည့်ရတော့နည်းနည်းလေးပဲဟိုကျွန်တော်တို့ဒီ last တော့လည်းမကြသေးတော့ဟို data ဖြည့်ရတော့ဆယ်ခန်းတော့ပဲရှိရဗျကျွန်တော်က data ဖြည့်ရသူများမှဒီကျွန်တော်တို့ဒီလူမျိုးများများကူညီလို့ရပါပေါ့ဗျ Hope Hands ရဲ့အနာဂတ်စီစဉ်တွေကဘယ်လိုရှိပါသလဲဒီငလျင်ဘေးဒဏ်တဲ့ကူညီကယ်ဆယ်ကာလအလွန်မှာရော Hope Hands ကဘယ်လိုဆက်လုပ်သွားဖို့ရှိပါသလဲရှင်အကြောကိုဒီ တွင်းမှာလည်းကျွန်တော်တို့ထပ်ပြီးတော့ဟိုသူများတွေပေးတဲ့တုံးတဲ့တွေပေးတဲ့ feedback တွေတချို့လူတွေပေးတဲ့ suggestion တွေလည်းကျွန်တော်တို့ဒီပိုင်းဒီ deploy လုပ်နေရလေးရှိနေဗျပြီးတော့နောက်တစ်ခုကကျွန်တော်တို့အခုချိန်ကျွန်တော်တို့ကဒီဟောက်ဆန်းကအာပုံမလင်းပြောင်းအောင်ကျွန်တော်တို့ကကုညီရှင်စိတ်အရင်ခံတက်တက်နေပဲဟိုလူတွေစီကိုပြန်ပြန်ရအောင်ဒီကာလအတွင်းမှာကိုချက်ချင်းကုညီနိုင်အောင်ဆိုရအရာနဲ့ပဲကျွန်တော်တို့ကဒီ deployment ရဲ့ဟိုတချို့ guideline တွေ rule တွေကိုဘယ်လိုမျိုး ပြောကြတော့ငကလက်လုပ်ပြီးတော့မင်းများဆက်ဆံအောင်လူရည်စီကိုကျောက်သွားနိုင်မှုဦးစားပေးပြီး deploy ထားပါတော့တရထဲနဲ့ production level deploy ဆိုရတော့ဒီ deploy ပါ၄ဝါးဆိုရင်နားလည်မြထင်ပါရဲ့ဟိုကျောင်းဟို release အရင်ယူရအောင်နော်အဲ့ဒါကျတော့အဲ့ဟာတွေလည်းကျောင်းတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ဟိုမှာ design line တွေဆိုတော့ကျောင်း design guideline နဲ့ပြန်လုပ်မယ်ဒီ deployment မှာဆိုတော့ကျောင်းဟိုတိကျအဖြည့်ဖို့ရရှိရပါတော့ပြီးတော့နောက်ပိုင်းနဲ့ DIY မှာမဟုတ်ပြကျွန်တော်တို့ဒီလူပြောင်းရှာရရအရာမျိုးပြီးတော့ဒီ equipment ဟိုတခြားနောက် ဖြစ်လာနိုင်တဲ့တဘောဘေးရဲ့နေရာလည်းဟိုကာဗာဖြစ်အောင်ဖြစ်လာတဲ့ဒီတဘောဘေးရဲ့နေရာတိုင်းမှာလည်းကျွန်တော်တို့ဒီကောင်ကဟိုအမြဲလူတွေတစ်ပတ်တလန်ကုညီရဲ့ရှားလေးပြောင်းပလက်ဖောင်းလေးတစ်ခုဖြစ်အောင်လုပ်ဆက်သွားဖို့ရှိရပါဟုတ်ကဲ့ပါကိုခုလိုချိန်ပေးပြီးဖြည့်ကြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းစကိုင်းငလင်ကြောင့်မြန်မာနိုင်ငံကိုကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ရောက်ရှိခဲ့တဲ့တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေဟာငလင်ကယ်ဆယ်ရေးတာဝန်ပြီးဆုံးသွားပြီဖြစ်တာကြောင့်တရုတ်နိုင်ငံကိုဧပြီလ9ရက်နေ့ဒီကနေ့မှပြန်လည်ထွက်ခွာသွားပြီဖြစ်တယ်လို့ရန်ကုန်မြို့အခြေစိုက်မြန်မာနိုင်ငံဆိုင်ရာတရုတ်တယုံကထုတ်ပြန်ပါတယ်တရုတ်ကယ်ဆယ်ရေးအဖွဲ့နဲ့တရုတ်တပ်သားတွေပါဝင်ဖွဲ့စည်းထားတဲ့တရုတ်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့နဲ့ဟောင်ကောင်ကယ်ဆယ်ရေးအဖွဲ့တွေဟာတရုတ်လေတပ် Y20 လေယာဉ်၄စီးနဲ့နေပြည်တော်ကနေပြန်လည်ထွက်ခွာသွားကြတာဖြစ်ပါတယ် ထုတ်ပြန်ချက်မှာတော့စစ်ကောင်စီရဲ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လည်နေရာချထားရေးဝန်ကြီးဌာနကတရုတ်ကယ်ဆယ်ရေးအဖွဲ့တွေအတွက်ကျေးဇူးတင်အခမ်းအနားကျင်းပပေးခဲ့ပြီးဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကဒီအခမ်းအနားကိုတက်ရောက်ကကျေးဇူးတင်စကားပြောကြားခဲ့တယ်လို့ဖော်ပြထားပါတယ်။ထုတ်ပြန်ချက်အရယူနန်ပြည်နယ်ကယ်ဆယ်ရေးနဲ့စေကူတာရေးအဖွဲ့ဟာဧပြီလ6ရက်နေ့ကရန်ကုန်မြို့ကနေပြည်လည်ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်းလည်းသိရပါပါတယ်ရှင်။ ။မလင်ကာလာမှာစစ်ကောင်စီကအပြစ်ရမယ်လို့ပြောထားပေမဲ့တိုက်ပွဲတွေကဆက်ရှိနေပါဗျ။နှစ်ဖက်အပြစ်ရကြေညာထားတဲ့ဗမော်မျိုးတွေတိုက်ပွဲတွေမရှိပေမဲ့စစ်ကောင်စီကတော့နေတိုင်းလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။ယာကြီးအပြစ်ရကြေညာထားပြီးအခုရပိုင်းမြေပြင်မှာနှစ်ဖက်တိုက်ပွဲမရှိပေမဲ့စစ်ကောင်စီဘက်ကတော့ဗမော်မျိုးတွေနေတိုင်းလေကြောင်းတိုက်ခိုက်မှုပြုလုပ်နေတယ်လို့ကျန်းရေးရှိရန်တည်ရင်မြစ်ကသိရပါဗျ။လေကြောင်းတိုက်ခိုက်တာအပြင် စစ်ကောင်စီရဲ့ထောက်ပံ့လျင်လဲဗမော်မျိုးပတ်ဝန်းကျင်ကိုရိတ်ခါပုံမှန်လာချလိရှိရလို့တင်းရင်မြစ်ကပြောပါတယ်ဗမော်ကဒီနေ့လည်းတုံးခေါလို့လာချတော့လာချေးသွားတယ်ဘုနာချင်းနေရင်တုံးခေါလို့လာပြစ်သွားတယ်ပြီးတော့ဒီဝါချွေးနေလဲအလိုနေတိုင်းလူလူဟိုလာချေးရရှိတယ်ဘုနာပြီးတော့သူတို့ထောက်ပံ့နေရင်နေရော နေတိုင်းမှာလူရိတ်ခါရိဗမော်မျိုးပတ်ဝန်းကျင်ရိတ်ခါရိတော့ပုံမှန်လာချတယ်အလိုသူတို့ဒီ ဟိုဝတ်ဝင်ချရာတွေလာခြေတာတွေပြီးတော့ဒီခါချရာတွေဒီချစ်လီနေပြတာတွေအော်ဒီလေကြောင်းတက်ခမောနီစင်ပုံမှန်လူလူပဲပေါ့နော်ငလင်းနောက်ဆက်တွဲကစေးလုပ်ငန်းတွေကိုလှုပ်ဆောင်ဖို့အတွက်ဧပြီလ9ရက်နေ့ကနေ22ရက်နေ့အထိယာယီပြစ်ခတ်ရက်ကြောင့်စစ်ကောင်စီကထုတ်ပြန်တင်ညာခဲ့တဲ့နောက် KIO ဘက်ကလည်းခုခံကာကွယ်ချက်မှအပထူးဆစ်ဆင်တိုက်ခိုက်မှုတွေကိုရပ်ဆိုင်ထားမှာဖြစ်တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အပေါ်ညွှန်ပြီးထုတ်ပြန်ကြေညာခဲ့ပါတယ်စစ်ကောင်စီက ။ယာယီပြစ်ခတ်တက်ခိုက်မှုစတင်ရစဲခဲ့တဲ့ April နေ့ရက်နဲ့3ရက်နေ့တွေမှာဘုံဘုံမြို့ကို White Jelly နဲ့ဘုံအလုံး30နီးပါးဘုံကျဲတက်ခိုက်ခဲ့တယ်လို့လည်းသိရပါဗျ။စစ်ကောင်စီတပ်တွေတက္ကသိုလ်ဝင်းထက်ကထွက်လာတဲ့အခါပြစ်ခတ်တာကလွယ်ပြီးလက်ရှိမြပြည်မှာတော့နှစ်ဖက်သက်ထိုးစစ်ဆင်တိုက်ပွဲပေါ်ဆောင်နေတာမရှိဘူးလို့ KNY သတင်းရင်းမြစ်ကဆက်ပြောပါဗျ။ဒီဘုံမှာကဒီမြေပြင်မှာတော့ဒီရပိုင်းလည်းအလိုမြေပြင်တစ်ဖက်ဒီခါတာမြေပြင်တက်ပွဲလို့မရှိဘူးဘောနော် ဒီကောရာကျတော့ဒီစကားစပွဲကားလူလေးကြောင့်တက်ကမှုပဲပူပြီးလုံးလုံးနေပေါ့နော်ဒီအဲကျွန်တော်ကကကြတော့ဒီပုံမမာရဒူမီပြင်သူစီမရှိဘူးပြောလို့တပတ်မီပြင်မလေးပြကားတယ်မရှိဘူးနော်ကိုရပိုင်းတော့ဒီဇင်ဘာလ၄ရက်နေ့ကစတင်ခဲ့တယ်ပမော်မြို့တိုင်းတိုက်ပွဲကတော့ဧပြီလ၄ရက်နေ့ကလီလာပြည့်ခဲ့ပြီးဖြစ်ပါတယ်ပမော်မြို့ပေါ်မှာကချင်လူမျိုးရေးတပ်မတော် KIA က ၊လင်းရင်ကွင်းတည်ရင်တချို့နဲ့မြို့ပေါ်ရက်ွက်တချို့ကိုတင်စီထားနိုင်ပြီဖြစ်ပေမဲ့စစ်ကောင်စီရဲ့အရေးပါတဲ့စစ်ကဲရေးဌာနချုပ်စကခ23နဲ့ကြံနေတဲ့တည်ရင်တွေကိုတင်ပိုက်နိုင်ဖို့လိုသေးတာဖြစ်ပါတယ်။နိုင်ငံတော်ငလင်တန်းခန်းစားနေရချိန်မှာ KAI ဘက်ကသူစစ်တွေရတန်ထားခဲ့ပေမဲ့စစ်ကောင်စီကကချင်ပြည်နယ်အတွင်းဗမော်ဝိုင်းမော်မြို့နယ်၊မွန်ညင်းမြို့နယ်တို့ကိုဒီကြောင်တက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့တချို့နေရာတွေမှာတော့စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ကျမဟန္နာပါ မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားကြီးငလေကြောင့်နေပြည်တော်နယ်မန္တလေးမြို့မှာရှိတဲ့အားကစားကွင်းတွေရုံတွေထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါဗျ။2023 SEA Games ပြိုင်ပွဲပွဲစဉ်တွေကိုလက်ခံကျင်းပခဲ့တဲ့နေပြည်တော်မှာရှိတဲ့ဝနသိတိဘောလုံးကွင်းနဲ့ဇေယသီတိဘောလုံးကွင်းတွေအပါအဝင်တခြားအားကစားရုံတွေလည်းထိခိုက်ပျက်စီးခဲ့ရပါဗျ။ဝနသိတိဘောလုံးကွင်းအတွင်းပွဲကြည့်စင်တွေနဲ့ဝင်ပေါက်မှာရှိတဲ့အုံနယ်ရံတွေကွဲရခဲ့တယ်လို့ပြည်လမ်းတစ်လျှောက်မှာလည်းကွဲရမှုတွေရှိခဲ့ပါဗျ။ ဝနာသီတိဘောလုံးကွဲနဲ့အားကစားရုံတွေထိခိုက်ပျက်စီးမှုအခြေအနေကိုဧပြီလ9ရက်နေ့ကစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုယ်တိုင်လာရောက်ဆက်ဆီးခဲ့ပြီးထိခိုက်ပျက်စီးမှုတွေကိုနှီးပညာရှင်တွေရဲ့အကူအညီနဲ့စနစ်တကျပြုပြင်ဖို့လိုအပ်ကြောင်းနဲ့လူတွေအများပြားလာရောက်တဲ့အားကစားကွင်းဖြစ်တာကြောင့်စံခိုင်မိုဘိုင်းကောင်းမွန်နေဖို့လိုအပ်ကြောင်းတာဝန်ရှိသူတွေကိုမှာကြားခဲ့တယ်လို့သိရပါဗျ။တပည့်မန္တလေးမြို့မှာရှိတဲ့မန္တလာသီရိဘောလုံးကွင်းနဲ့မြမဘောလုံးအကယ်ဒမီအဆောက်အအုံတွေလည်းထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါဗျ။